UMFCC ရာရတော့ပုံမှန်ကြီးတယ်ဗျာဟိုပပနနလုတ်တယ်ပေါ့ဗျာကိုကိုကိုပပနနလုတ်တယ်လို့ပြောတာပေါ့ဒါမဲ့သူတို့ဘယ်လာရုစ်ကိုပြီးခဲ့တဲ့နှစ်ခရီးကအာရလုံကနေပြီးတော့အလုသမခြေခံခွင့်ရချိုးဖောက်မှုကြောင့်အာရီကာ33ဆုံးဖြတ်ချက်ချထားတယ်ဗျာအဲ့ဒါကိုသိရတာနဲ့မင်းအောင်လိုင်းနဲ့ဒီနေ့နေဆန်းကလိုက်သွားပြီးတော့ဟိုစာချုပ်တွေထိုးခဲ့တယ်လေအဲ့တော့ ILO ရဲ့ Article 32ကပြောထားသလိုပဲသက်ဆိုင်အဲ့ဒီချခံ Article 32ချထားတဲ့နိုင်ငံเนี่ย တတ်နိုင်ရင်ဝေးဝေးရှောင်ပါခင်ဗျားတို့ဒီဒီဒီဘာလို့အခြေခံလို့မှခွင့်ရချိုးပေါမှုတွေမှာပါပါမယ်ဆိုတော့သူတို့ကအာရိက33မကြခင်တည်းကအာရိက33ချထားတဲ့နိုင်ငံကိုသွားပြီးတော့အလွတ်လုတယ်ပဲတော်တော်တတ်တည်တော့ကောင်းတယ်အာယလိုကိုတော့သွားတယ်ဗျာအာယလိုကိုတော့ပါတယ်ဗျာအာယလိုကချထားတဲ့အခြေခံစည်းကမ်းတော့မလိုက်နိုင်ဘူးဆိုတော့ခင်ဗျားအနေနဲ့တော်တော်ရိုင်းတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ကျွန်တော်အဲ့စကားလုံးပဲသုံးချင်ပါတယ် เนาะအဲ့ဒီမှာရှိတဲ့အစိုးရတွေအားလုံးအလုံသမတ်တမက်ကတွေအားလုံးအလုံရှင်အားလုံးခမားကဟိုလုံးဝဂယုမဆိုင်တဲ့သဘောလောက်တယ်ပြီးတော့ခတ်တီတီမှာအားရလုံးမှာလာတဲ့ခမားမှန်နေကြည့်ပြီးကိုကိုကိုရှက်ဖို့တော့ကောင်းတော့ဗောဗျာเนาะဒါမှမဟုတ် UMF CIA လို့ကျွန်တော်အဲ့ဒီခုတော့တော်တော်လေးကျွန်တော်တို့ကရှုံချတယ်ပြီးတော့သူတို့အနေနဲ့လည်းဒါကိုအားရလုံးမှာလက်မခံသိဘူးဆိုတော့ကျွန်တော်ပြောတဲ့ချိန်မှာတော့ကျွန်တော်ထည့်ပြီးတော့ပြောခဲ့ပါတယ်